မင်္ဂလာပါဒီနေ့တော့ရေကထူးထူးခြားခြားလေးဖြစ်သွားအောင်ပါเนาะဒီဒါ online ကနေပြီးတော့မှားထားတဲ့ရွှေထည်တစ်စီလေးတွေကို unboxing လုပ်ပြမှာပါဒါအကောင်ဝယ်လိုက်တာမဟုတ်ဘူးဒါဗီဒီယိုရိုက်မလို့ဆိုပြီးတော့လေရွှေဆိုင်နဲ့ညှိလိုက်တာသူကမိုက်ရည်ရမိုက်ရည်ရိုက်ချင်ကျွန်မပို့ပေးလိုက်မယ်တဲ့စိတ်ကြိုက်ရိုက်တယ်ရိုက်ပြီးရင်ပြန်ပို့ပေးတဲ့အဲ့ဒါပြန်ပို့ပေးရမှာ။ဝယ်ရမို့မဟုတ်ဘူး။ဒါပေမဲ့သူတို့ကအများကြီးပို့လိုက်တာဆိုအားနာတဲ့ယောက်ျားရဲ့တစုံလုံးတော့အားပေးလိုက်မယ်လေဒီထဲက။ဘယ်လောက်ရှိရလဲဆောင်းက။ဒီထဲမှာမိမ ကြိုက်နေတဲ့ဆွဲချိုးလေးဆိုရင်30ကျော်လောက်ပဲရှိတယ်38သိန်းလားဒီလိုအရှည်ကြီးကမှတော့38သိန်းပဲရှိတယ်များဟုတ်ပြီတိ့လေနေငါ့ကိုချိုးပြောတာမဟုတ်ဘူးဒီပုံလိုက်ယူလာတဲ့ရွှေတဲ့ပစ္စည်းဆိုတဲ့ခါကျငါ့မှာဇော်ချွေးကပြန်သွားရင်ဒီလုလုချလာပြန်ပြီလားမဟုတ်ဘူးဘူးတွေကကြီးနေရပါအแทမှာဒီမှာဒီလိုကကြိကြိလေးတိတိလေးတွေဈေးသက်တာလေးတွေပဲမပေါင်းမလားဒီဒီမပေါဘူးသွားသွားကွက်ကိုရိုက်မှာ အဲ့တော့ကြီးတို့ကရွှေတယ်ဆိုလို့ရှိရင်ပေါ့ကွာအရင်တော့ဆိုရင်မျက်စိထဲမှာမြင်လိုက်ရင်ကို့အမေတွေဝတ်တယ်လို့ပေါ့နော်ချဲနဂတ်ကြီးနဲ့ရွှေဆွဲကြိုးကြီးနဲ့အလှူမင်္ဂလာဆောင်ရှိမှဝေးရတယ်ဆိုပြီးတော့ထင်တာဒါမဲ့ရေရဘမယောဂါတက်လဲဆိုတော့အဲ့ Pinterest ကရွှေတဲ့ဒီဇိုင်းတွေကိုကြည်ရင်ကြည်ရင်နဲ့လေအရန်ဝတ်ချင်လာတာအရန်လှပြီးတော့ကွာကက်ရွယ် daily wear ဝတ်လို့ရတဲ့ဟာမျိုးလေးတွေပေါ့နော်ဒီ WNS ဆိုတဲ့ဆိုင်မှာအဲ Pinterest ကဒီဇိုင်းတွေအကုန်လုံးရတဲ့အပြင်အရန်လှရသူ့လက်ရတွေကလေအဲ့တော့ဒီနေ့ရေရအဲ့ရရွှေတဲ့ပစ္စည်းလေးတွေကို unbox လဲလုပ်မယ် try on လဲလုပ်ပြပါမယ် အခုဒီပထမဦးဆုံးအစုံလေးဆိုလို့ရှိရင်ဒါ Pinterest မှာလုံးဝအခုလက်ရှိရန်ခက်အစားဆုံးဒီဇိုင်းလေးပေါ့နော် chain jo design ကြီးဒါသူခတ်ထားတာရွှေလေးရလဲဟိုလိုမျိုးအထူးအနစ်ကြီးမဟုတ်တော့ဈေးသက်သာရွှေပါးပါးလေးနဲ့အထည်ကိုခန့်ခန့်လေးခတ်ထားတာပေါ့နော်။ဟုတ်ကြ။လာချောင်းမနေနဲ့လာဆွဲကြလာဝေးပေး။ချောင်းပါဘူးမဖုန်းလို့။လေဒါနေ့ကိုမြင်နေရတယ်။ဟုတ်ကဲ့ပါ။โอเค။အဲ့တော့ဒီလိုမျိုး change jo design လေးနဲ့ လက်ကောက်လေးနဲ့ဆင်တူပေါ့နော် daily wear ဝတ်လို့ရတယ်အခုလို့ရှက်အင်းကြီးလေးတွေနဲ့ဝတ်မယ်ဆိုလို့ရှိရင်လည်းအရန်လိုက်ဖက်တယ်ဒီချုပ်ကလေးဆိုလို့ရှိရင်350ဝန်းကျင်ရှိရယ်ဒီ hand chain လေးက10ပဲရှိတယ်အဲဈေးက38သိန်းဝန်းကျင်လောက်ရှိရယ်အဓိကသူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ရွှေပါးပါးလေးနဲ့အထည်ကိုခန့်ခန့်ညာညာအထည်ကြီးကြီးပုံစံမျိုးဖြစ်အောင်လုပ်ထားတော့ဈေးပေးရတာတိတ်မများအောင်အဲ့တော့နှကလေးဆိုလို့ရှိရင်ဒါ14သိန်းဒီဟာလေးရလေလက်စုပ်လေးလည်းတူတူပဲ14သိန်းပဲရှိရယ် ဒါလေးက daily wear ဝတ်ဖို့အရန်အဆင်ပြေတဲ့ design လေးပါဒီနောက်တစ်စုံကကြတော့ကန္နာရလို့ခေါ်ရပါတော့။အဲ့တော့ဒီကန္နာရလေးကဘလို့ဝတ်စားနဲ့လိုက်လဲဆိုအခုလိုမျိုးကုတ်ကလေးနဲ့လိုက်တယ်။လေဘင်းဒီလို V shape ဖြစ်တဲ့ဟာမျိုးလေး high high ကလေးနဲ့လိုက်တယ်ပေါ့နော်။ဒါက तू ကစွဲသီးရယ်နက်ကက်လေးရယ်လက်စွပ်လေးရယ်စင်တူလေး။ဒါကြီးနည်းနည်းဆန်းဆန်းလေးဖြတ်သွားအောင်လို့ရွှေဂျိုးနဲ့မဝတ်ဖဲနဲ့ဒီ crystal ဂျိုးအမဲလေးနဲ့ပဲကြီးဝတ်မှာ။ဒီကန္နာရ design ကတော့ကြီးလုံးဝအကြိုက်ဆုံးပဲ။ daily wear လဲဝတ်လို့ရတယ်ညာဘက်အဲ့လို dinner ဘာညာသွားတဲ့အထီးဒီဟာလေးကိုဝတ်လို့ရတယ်ပေါ့နော်ဒီ nugget လေးဆိုလို့ရှိရင်38သိန်းဝန်းကျင်ရှိတယ် locket လေးက35သိန်းဒါလေးလက်စွပ်လေးဆိုရင်16သိန်းပဲရှိတယ်အရှမ်းလာရတာလုံးဝ hot shorty လေးတွေပေါ့နော် hot shot ဝတ်တက်တဲ့ကောင်မလေးတွေဆိုရင်လည်းဒီရွှေဝတ်ထားလို့လုံးဝပုံမတုံးစေရဘူး ဒီနောက်တစ်စုံကကြတော့ Valentino design လေးပေါ့နော်ဒီ design လေးကရေ Pinterest မှာမြင်နေရအရန်သေးရနေပေါ့တအားလိုချင်တာဒါပေမဲ့တကယ်ဟို brand ကထုတ်တဲ့ fancy တွေကိုဝယ်ဖို့ကြပြန်တော့လေဈေးကလည်းအားကြီးတယ်ပြီးလို့ရှိရင်ပြန်ရောင်းလို့လည်းမရဘူးကွာပစ္စည်းတစ်ခုတစ်ခါဝယ်ပြီးပါရင် fancy ဖြစ်တဲ့တော့ကြောင့်မလို့ပြီးွားပြီဒီ WNS ကရွှေရည်တွေအကုန်လုံးက15ပဲရေရွှေရည်တွေပြီးရင်အထည်လေးတွေကလည်းအဲ့ design လေးတွေပုံစံတိုင်းလည်းရတယ်ပြီးတော့အရော့ထွက်လည်းတိတ်မမြအောင်အရော့ထွက်လေးလည်း fair ဖြစ်တယ်ပေါ့နော်သူဟာလေးကအဲ့တော့ရောင်းလဲလဲ လဲလို့ရတယ်ကိုဒီဒီဇိုင်းကိုဝတ်လို့ရိုးသွားပြီဆိုလို့ရှင်နဲ့နောက်ဒီဇိုင်းပြန်ပြောင်းဝတ်လို့ရတယ်ဒီဖလန်ဒီနိုကတော့လုံးဝ perfect ပဲအဲနောက်တစ်စုံကတော့သူကအန်နဝါလို့ခေါ်ရပါတော့ ဝေါလှလိုက်တာဒါလေးလဲဒီ printress ကဒီဇိုင်းလေးပဲဒါပေမဲ့ဒီကြည့်ထားတဲ့ပုံလေးရကွာနိုင်ငံခြားပုံကတော့ဒီလောက်မလှအောင်သူခတ်ထားတာပို့လှတယ်ပို့ပြီးတော့အကောင်လေးတွေစုံနေများတယ်သူကဒါမျိုးလေးဒီထဲမှာရေနကားလေးတွေပါတယ်ခရူလေးတွေပါတယ်ကြယ်ငါးလေးတွေပါတယ်ပေါ့နော်အစုံရေတဲ့ကွာအစုံလေးတွေကိုတည်ထားတာအဲပြောမယ်ဆိုဒီဇိုင်းကွာဟိုပန်ဒိုရာတို့ဘာလို့ဝတ်တယ်လို့ဒီဇိုင်းမျိုးပေါ့နော်ရွှေချိန်လဲနည်းနည်းပို့များတယ်ဒါလေးက WNS ရွှေဆိုင်က live scene နဲ့လည်း online ကနေပြီးတော့ရအောင်တယ်ဒါပေမဲ့ तू ကအပြင်မှာလည်းတကယ်စိုင်ကြီးရှိတယ်အင်းစိုင်မှာစိုင်ရှိတယ်ရေလည်းသူ့စိုင်ရောတစ်ခေါက်ရောက်ဖို့တယ်အဲ့ဒါကြောင့်ဒီတစ်ခေါက်ကြတော့ရေက online ကနေပြီးတော့ပဲအကုန်မှားလိုက်လို့မှားရဲတာပေါ့နော်ဒါပေမဲ့ရွှေရေဆိုတော့ကွာတွေ့ကြရ live scene ရနေလဲအဲဒါဝယ်မယ်လို့လည်းမပြောရဲဘူးလေတာနေရောက်ပတ်စံငွေချေပြီးတော့မှကိုယ်စီမရောက်လာတာလို့ဒါပေမဲ့အစိုးဆုံးကဘာလဲဆိုတော့ဒီ video ထဲမှာမြင်ရတဲ့ပုံစံ size နဲ့ကိုယ့်စီကိုရောက်လာတဲ့ size နဲ့မတူတာလေးတွေတော်တော်များများလဲကြုံမှုမှာပါဒါပေမဲ့ဒါဆိုလို့ရှိရင်ကွာဒီမှာကြည့်ပါဦး သူ့ပုံထဲကအတိုင်းသူ့ပြထားတဲ့အတိုင်းအပြစ်ပြဝဝကိုရောက်လာတာဒီဇိုင်းလည်းအရန်လှတယ်ဒီနေ့ရီဝတ်သွားတဲ့အထည်လေးတွေဆိုလို့ရှိရင်ကွာ၁၀သိန်းကျော်သိန်း20ကျော်သိန်း30ကျော်အဲ့ဝင်းကျင်လေးတွေပဲအထည်လေးအကုန်လုံးကဒီ Ocean ကျိုးလေးတစ်ခုပဲနည်းနည်းဟိုဈေးပိုတယ်ဘာလို့လဲဆိုတော့ तू က ရွှေချိန်လဲများတာဟိုဒီမှာအကောင်ပလောင်လေးတွေလည်းအစုံပါပြီးတော့ကြီးတဲ့အခါကျတော့ဒီတစ်ခုပဲစီးကြီးရဒီဆွဲချိုးလေးရယ်ဖူချိန်လေးရယ်ဆိုလို့ရှိရင်320ဝန်းကျင်ရှိတယ်ဒီဟမ်ချိန်လေးက80ဝန်းကျင်လက်စွပ်ကလေးနဲ့နက်ကက်လေးနဲ့ကတော့ဒါ7သိန်းဆွန်းဆွန်းလေးပဲရှိတယ်အော်ဒီနေ့ဝတ်သွားသမျှထဲမှာဆိုတော့ဒီအဆက်ကလေးတစ်ခုပဲဈေးအကြီးဆုံးပေါ့နော်ဟုတ်ပါပြတ်ပါရောကြာမှန်ပါ တာရယ်နော်မိမကြိုက်တယ်ဒါလေးဟုတ်ဒီဟာကြတော့လေမိမနဲ့တိတ်မလာရောကွာလားမိမကွာတိုင်းဘိုးဆန်တဲ့ခါကျတော့ဟိုပပါလက်လက်လေးဝတ်တယ်ဆိုလို့ရှိရင်မိမနဲ့ကွက်တီပဲကွာအော်ဒါပြောကြတော့ကွာလားကရီကရီနဲ့တအားများပြီးရှုပ်သွားတော့မလိုက်ဘူးတော့ထင်တယ်ဟုတ်ဟုတ်ဘာကြိုက်လဲမယူတော့ဘူးလေလားနော်ယူတော့မလှဘူးอืมဆဲချီလို့မလိုက်တာဘာလဲမေမအဲမယူတော့ဘူးလို့ပြောတာ WNS ကလေအ ထယ်လေးတွေကလှတဲ့အပြင်ဒီဇိုင်းလေးတွေဘယ်လောက်စုံလဲဆိုကွာဒါလေးတွေဆိုလို့ရရင်တစ်ခါမြင်ဘူး ear cuff လေးတွေလေသူစီမှာရတယ်ပြီးရင် nose cuff လေးတွေနှာခေါင်းမှာလို့ချိတ်တဲ့ဟာလေးတွေလေမာ nose cuff လေးဆိုလို့ရှင်လူလေးနှာခေါင်းမှာတက်ရတာကွာသူများထက်ဦးအောင်ကိုကဒီဇိုင်းလေးခေါ်ကျင်တယ်ဆိုတော့ဒါလေးဝယ်ဒီဟာလေးက၃သိန်းခွဲပဲရှိတယ်ကြည့်ပါအောင်မာရွှေအစစ်ကလေးနှာခေါင်းမှာတက်ရတာပါဩချစ်စရာလေးဒီမှာ ear cuff လေးဆိုလို့ရှင်လည်း၄သိန်းဒါလေးက ရွေးသိန်းဆိုတာကွယ်ရွှေအစစ်ရရယ်ကွယ်သိလားကိုမတက်စရာဒီဇိုင်းဆန်းဆန်းလေးတခုရရယ်ဆိုရမ်းတန်နေပြီလေဒီဈေးလေးနဲ့ဒီလိုဒီဇိုင်းလေးနေရကွာဆန်းဆန်းပြပြလေးလဲဝက်ကတယ်နောက်ဆုံးကိုမဝက်ချင်တော့လို့ရှင်လေရွှေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပြန်ရောင်းမလားပြန်လဲမလားကြိုက်တယ်လို့လုံတန်မိုးမမကြောက်ကွာတန်မိုးရှိတယ်ဒါ fancy ဈေးထောင်မရှိဘူးတချို့ fancy တွေ branded တွေလိုမျိုးဒီဇိုင်းနေဆိုတော့ဒီထက်ထောင်ကိုဈေးကြီးသေးတယ်နောက်အခုဒီနောက်ဆုံးစုံလေးကလက်ပြလေးပေါ့နော် ီလက်ပြကြိုးလေးอ่ะအရန်ထူးဆန်းတယ်ဒီမှာကြည့်ဒီပြမယ်ခေါင်းကနေဆွတ်ပြီးတော့ဝဲရတာပေါ့နော်ပြီးရင်ဒီလက်ပြလေးကိုကိုကိုလိုချင်တဲ့အရွယ်အစားတိုင်းချိန်လို့ရတယ်ကြိုးလေးကနေဆွဲပြီးတော့ဒီမှာဟိုရေဝတ်ထားရလေးနဲ့ဆိုရင်ဒီနားလောက်လေးဆိုလို့ရှင် အတော်ပဲအဲကြိုးလေးကိုဒီလိုလေးချတာဒါလေးဒါလေးဆိုလို့ရှိရင်38ခွနသိန်းဒီမှာငကက်လေးရလဲလိပ်ပြလဲသူနဲ့စင်တူလေးနဲ့ငကက်လေးရတော့20ဝန်းကျင်ပဲရှိရဲ့ဒီလက်စွပ်ကလေးကတော့72သိန်းဝန်းကျင်ပဲရှိရဲ့ တော့ဒီအထည်လေးကတော့ဒီနေ့ဈေးသက်သာဆုံးနဲ့လှဆုံးပဲဒါလေးနော်တန်တယ်ဟုတ်လားဟုတ်ပြပါဦးမလေးချစ်စရာလေး38မိုက်တယ်နော်စမ်းတယ်နော်စမ်းတယ်လှတယ်ဟိုမိမဟိုအားလာလို့တခုခုယူပေးရမယ်ပြောရမှာလေဒါနေဒါလေးဒါလေးယူပေးလိုက်လေရပါပဲဟုတ်တယ်တော်တော်လှတယ်ဒါနဲ့ပဲလှဟုတ်မိုက်တယ်နော်ပိုးစမ်းတယ်ပိုးစမ်းတယ်ပိုးစမ်းတယ်နော်อืมမိုက်ယူလိုက်တော့အဲအဲယူလိုက်ပြီဈေးနဲ့လဲဆိုတော့ချက်ချင်းလိုက်သွားပြီတဲ့နော်နေုံနေုံ ပြောပြမယ်ပြောပြမယ်ဟမ်သူထင်နေတာကဒီပစ္စည်းတွေကိုမဝယ်ရသေးဘူးခုမှဝယ်ဖို့ယူနေတယ်ထင်ပြီးတော့ဒီတစုံယူလိုက်တဲ့စဉ်းစားလေဘယ်ရွှေဆိုင်ကသူ့ပစ္စည်းတွေကိုငွေအကြီးမချေဘဲနဲ့အိမ်ရောက်ပို့มาလဲเนาะအယူခဏနေသူ့ဘဏ်ကောင်သူကြီးมาတီးလိုက်မယ်အဲ့တော့ဒီနေ့ရီဝစ်သွားတဲ့ရွှေတဲ့ပစ္စည်းလေးတွေအကုန်လုံးက WNS ရွှေဆိုင်ရပါ။အဲ့တော့ဒီလိုမျိုးပစ္စည်းတိတိကွကွေးလေးတွေဒီဇိုင်းဆန်းဆန်းလေးတွေကြိုက်တယ်ဆိုရင်တော့ဒီရွှေဆိုင်လေးမှာသွားကြည့်ကြပါရှင်။အားလုံးမတက်တာပါ။မွတ်